ောရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကြီးဝင်းချင်းရဲ့ဘာသာပြန်ဝိတ္ထုကောင်တအုပ်ဖြစ်တဲ့ဗမမုတ်ဆိုးစာအုပ်ကို အပိုင်းနှစ်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် ီတုန်းကကျုပ်ကသူငယ်တန်းចောင်းတက်နေပြီ။ចောင်းကညီမ3ယောက်တို့ဖွင့်ထားတာဖြစ်ပြီးသူတို့လက်အောက်မှာလဲဆ iam မလေးတွေရှိကြပါတယ်။သူတို့ကကျုပ်ကို စာရေးတဲ့ဖတ်တတ်အောင်သင်ပေးကြပါတယ်။နှစ်နှစ်တက်ပြီးတော့ municipal ចောင်းကိုပြောင်းခဲ့ပါတယ်။ဒီចောင်းမှာတော့အများစုကဗမာចောင်းသားတွေပါ။ចောင်းအုပ်ကြီးကမျိုးယိုကတော့အင်္ဂလိပ်ပဲ။ဒါပေမဲ့ဗမာပြည်မှာမွေးတာဆိုတော့ကျုပ်တို့လိုကာပြားလေးတွေကိုဘလူကင်တွေတင်ကြရမယ်ဆိုတာနားလေပါတယ်။ ကျုပ်ဘဝအတွက်အခွင့်ကောင်းကြီးတစ်ခု ပေါ်လာတာကတော့အသက်၉နှစ်အရွယ်မှာပါပဲအဖေဆုံးသွားတယ်ကျုပ်တို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေထုတ်ဖို့တင်းဆဲကြပြီးမိရထားနဲ့မိမျိုးကိုပြောင်းခဲ့ကြတယ်မိမျိုးဆိုတာရှန်ကုန်ပြည်မြေရဲ့အစွန်တနေရာမှာရှိတဲ့တောင်ပေါ်မြို့ကလေးပါအဲ့ဒီမှာကျုပ်အကိုတယောက်ကကျောင်းအုပ်လုပ်နေပါတယ်ကျုပ်ပညာရေးကတော့မိမျိုးမှပဲစုံကန်တိုင်ခဲ့တယ်ဆိုပါတော့ အစိုးရအင်္ဂလိပ်ကျောင်းကခရစ်စမတ်ကာလအတွက်ကျောင်းပိတ်လိုက်တော့အကိုကသူ့ကျောင်းကိုခေါ်သွားတယ်။ကျောင်းပိတ်ရမှာစာဆက်တင်ပေးကျင်တာကတကြောင်ကျုပ်တို့ထင်ရဆိုင်နေမှာဆိုလို့ထိန်းထားကျင်တာကလည်းတကြောင်ပေါ့။အနီးပတ်ဝန်းကျင်ကဗမာကျောင်းသားတွေနဲ့ဖအေဖြစ်သူတွေကအုတ်ချုပ်ရေးပိုင်းမှာပါတဲ့ကျောင်းသားတွေကမသိမြတ်ကြဘူး။ကျုပ်ကဘာသာရေးနဲ့ပတ်သက်ပြီးအလေးအနက်နားလည်လာတာကတော့အထက်တန်းရောက်တော့မှာပါပဲ။အထက်တန်းရောက်လာတော့ ဘာသာကြားကလေးချင်းချင်းပုတ်ခတ်ကြတယ်ကျုပ်တို့ကလည်းမခံပါဘူးပြန်ပြောတာပေါ့မိမျိုးကတောင်ပေါ်မျိုးဆိုပေမဲ့ဘူဒာယုံရှိတယ်ပြီးတော့နွေရာသီကြာရင်ဘရင်ကန်ရုံးဆိုင်တဲ့မျိုးလည်းဖြစ်ပါတယ်နွေရာသီမှာရန်ကုန်ကပူတော့ဘရင်ကန်ကမိမျိုးမှာရုံးဆိုင်ပါတယ်ဒီအချိန်ကြတော့ဘရင်ကန်ရဲ့ရုံးဝင်နှန်းတွေလည်းပါလာရတာပေါ့သူတို့တွေကမျိုးထဲမှာရှိသလိုစင်ကြီးဘုံမှာကြတော့စစ်သားတွေကစစ်တမ်းရတွေမှာနေကြတယ် စီးပွားရေးသမားတွေလည်းရောက်လာကြတာပေါ့အထူးသဖြင့်တော့တစ်လုပ်ငန်းတထေးတွေနဲ့ကုမ္ပဏီကအကြီးအကဲတွေမင်းမြို့မှာလာခိုကြတယ်တထေးတွေကဘင်္ဂလိုလှလှလေးတွေငှားနေကြတာရန်ကုန်မှာရာသီဥတုပြန်အေးချမ်းတဲ့အထိပါပဲဒါကြောင့်နွေရာသီမှာမင်းမြို့ဟာအထူးသက်ဝင်လှုပ်ရှားတယ်ရင်ခုန်စရာကောင်းလောက်အောင်ကို စီကားပါတယ်ဘရင်ကန်ကသူ့အိမ်တော်မှာပွဲတွေကျင်းပတယ်လို့တထေးတွေကလည်းပါတီပွဲတွေချိန်ချိန်သေးသေးပေါ့ စစ်သားတွေကတန်းစီခြစ်တက်ကြရင် မြို့လူလူတွေက လက်ခုပ်လဝါတီးပြီးအားပေးကြတယ်။ဒါကြောင့်ကျုပ်တို့ကတော့မေမြို့ရဲ့နွေရာသီမှာချိန်ချိန်သဲနေတဲ့ပွဲတွေရှောက်ကြည့်ကြတာပဲ။ဒီလိုပွဲတွေအဆက်မပြတ်ရှိနေတာဟာကျုပ်ထင်တော့တလကျော်လောက်ရှိမယ်ထင်တာပဲ။ပိုလိုပွဲ၊ဘောလုံးပွဲ၊ဟော်ကီပွဲ၊တန်းနစ်ပွဲအခက်အခဲအတားအဆီးတွေကြော်လွှားရတဲ့မြင်းစီပြိုင်ပွဲ၊ရိုးရိုးမြင်းစီပြိုင်ပွဲစတဲ့ပြိုင်ပွဲပေါင်းစုံလို့ပါပဲ။ မြုပ်ကန်လူငယ်တော်တော်များများကတော့ဒီပြိုင်ပွဲတွေမှာဝင်ပါကြပါတယ်ကျုပ်ကတော့ဘောလုံးဝင်ကန်တယ်တန်နစ်စ်လည်းရိုက်တယ်ဟော်ဂီလည်းဝင်ပါလိုက်တာပဲဒီလိုပြိုင်ပွဲတွေကြာရင်ကျုပ်တို့ကယူနီဖောင်းဝတ်ရတယ်မန္တလေးကိုလည်းနှစ်တိုင်းစင်ပြိုင်ရတာပဲကျုပ်တငယ်ချင်းတွေကတချို့ဆိုရင် အထက်ဗမာပြည်ကိုစားပြုပြိုင်မှုအရွေးခံကြရပါတယ်အာကစားနည်းတွေထဲမှာတနက်ပြစ်ပြိုင်တာကကျုပ်အနှစ်သက်ဆုံးကစားနည်းဖြစ်လာပါတယ်ចောင်းပိတ်ရက်တွေမှာ တငယ်ချင်းတွေနဲ့အရန်တက်ရင်ကမိတ်ဆွေတက်ကြက်တယောက်ရဲ့တနက်ကိုငှားပြီးမြို့ပြင်ထွက်ပြိုင်ညတယ်။တက်ကြက်က ကျုပ်ကိုတနက်ငှားတဲ့အတွက်ကျုပ်ကလည်းသူ့ကိုကျေးဇူးတုံ့ပြန်သောအဖြစ်အပြန်ကြတော့မို့လို့ဘာလို့တောထဲမှာအလိကျပေါက်ပြီးစားလို့ရတာတွေခူးသွားပေးပါတယ်။တနက်ငှားတာဟာစီကံဖောက်ပြက်ရရောက်တယ်ဆိုတာကို သူ့ရောကျုပ်ပါသိပါတယ်။တနေ့ကျတော့သူကမေးလာတယ်။မင်းဘာဖြစ်လို့အရန်တက်ရင်နဲ့မဝင်တာလဲ။ ဝင်လိုက်ရင်တနက်ကင်မှုလိုင်စင်လဲရမှာတဲ့အဲ့ဒီအချိန်ကကျုပ်ကအသက်12နှစ်သာရှိသေးတာဆိုတော့ကျုပ်ကငယ်သေးတယ်ဗျာလို့ပဲဖြေလိုက်ပါတယ်သူကမင်းအသက်15နှစ်လို့ပြောလိုက်ရင်ရတယ်တဲ့ကျုပ်ကသဘောတူလိုက်ပြီးအရန်တက်သေးဝင်လိုက်ပါတော့တယ်ဒီတော့ကျုပ်ကင်မှုတနက်နဲ့လိုင်စင်ရပြီပေါ့တောပစ်သွားရင်တနက်ကိုတရားမဝင်ကင်တယ်လို့လဲအာနာပိုင်တွေကိုကြောက်စရာမလိုတော့ဘူးတကယ်တမ်းကျတော့ကျုပ်ရတဲ့တနက်ကနှလုံးပြူဆိုပေမဲ့ တစ်ဖက်ကပြက်နေတော့တစ်ချက်ပြင်းတစ်လုံးသာထွက်တယ်။ကျုပ်ကတော့ဒီတိုင်းပြစ်နေတာပါပဲ။တနေ့မှာတော့စစ်ပပဲဘူတစ်ခုက ပြင်ပေးလိုက်လို့ကောင်းသွားပါတယ်။ကျုပ်ကတောပြစ်ထွက်ရင် ပြင်မုံကြီးဆိုတဲ့တောဘက်ကိုထွက်တတ်ပြီးအိမ်ပြန်လာရင်ရေဘဲ၄-၅កောင်လောက်တော့ပါလာတာပဲ။နောက်ကြတော့ကျုပ်ကအသက်၁၂နှစ်ကိုတနက်လိုင်းစင်ရလိုမှုကြောင့်၁၅နှစ်လို့လိမ်ပြောခဲ့တာနဲ့ပတ်သက်ပြီးစိတ်ပူးလာတယ်။ဒါနဲ့ចောင်းអ៊ូជី CW အိမ်လေးစီတွားပြီးကျုပ်တနက်လိုင်စင်လိုချင်တာကြောင့်အသက်လိန်ပြောခဲ့တာဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။ဆရာကြီးကပလိတ်မင်းကြီးစီကို စားရဆောင်ရေးပေးပြီးလွှတ်လိုက်တော့အသက်မပြည့်သေးပေမဲ့တနက်ကန်ခွင့်လိုင်စင်ရခဲ့တယ်။မစ္စတာအိမ်လေးကသူ့အနေနဲ့ကျုပ်ကိုမုတ်ဆိုးတယောက်ဖြစ်အားကိုးလို့ရမယ်လို့ယုံကြည်ခဲ့လို့ပါပဲ။ဒါကြောင့်သူကကျုပ်နဲ့တငယ်ချင်းတွေတောပြစ်သွားတာကိုလည်းခွင့်ပြုထားပါတယ်။ဒါပေမဲ့ကြောင်းတက်ချိန်မီပြန်လာဖို့ကိုတော့ အမြဲတည်းပေးပါတယ်။ကျောင်းအုပ်ကြီးရဲ့ဇနီးကလည်းကျုပ်တော်ပြစ်တာကိုစိတ်ဝင်စားတယ်။တခါတော့ကျုပ်တို့ကအစွဲငုံငုံနဲ့တော်ဝတ်ကြီးတကောင်ရလာတယ်။ Miss အိမ်လေးကမင်းတို့ဒီကောင်ကြီးကိုမကြောက်ကြဘူးလားလို့မေးတယ်။ကျုပ်ကကြောက်ဖို့အချိန်မရတဲ့အကြောင်းတော်ဝတ်ကြီးကိုမြင်လိုက်တာနဲ့သူချုံတွေကြားပြေးမဝင်ခင် ပြစ်ဖို့သာအာယုံဆက်ခဲကြကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော်တဲ့မဝင်ငင်ကလေးက တတိထားဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆရာတွေတင်ထားတဲ့အတိုင်းကြိုတင် ဆောင်ရွက်ခဲ့ကြပါကြောင်းလည်းပြောပြလိုက်ပါတယ်။ဆရာတယောက်ကဗမာဖြစ်ပြီး သူ့နာမည်ကဥပေါ်ဦးလို့ခေါ်ပါတယ်။သူကတောဆက်နားမှာအိမ်တလုံးရှိပြီးကျုပ်တို့ကိုမကြာခဏဆိုသလိုညအိတ်ခေါ်တတ်တယ်။တခါတလေဆိုရက်တော်တော်ကြာကြာသူ့အိမ်မှာနေဖြစ်ကြတယ်။ဥပေါ်ဦးကတောနဲ့ပတ်သက်ပြီးအန်ရဲများတဲ့တောကောင်တွေရဲ့အမူအကျင့်ကဘလို့ရှိတယ်ဆိုတာကျွမ်းတယ်။ အန်ရည်များမယ်ထင်ရင် သူကကျုပ်တို့ကိုတော်တယ်အဝယ်မခိုင်းပါဘူးဆိုကြပါစို့တောဘတ်တကောင်ဒဏ်ရာရပြီးလွတ်သွားတယ်ဆိုကြပါစို့အဲ့ဒါဆိုဥဘော်ဦးကကျုပ်တို့ကိုသူ့အိမ်မှာနေခိုင်းထားပြီးသူကိုယ်တိုင် သူ့ခွေးတွေနဲ့တော်တယ်ဝင်တော့တာပဲပြန်လာရင်တော့သူက တောဘတ်ကိုဘလို့ခြေရာခံလိုက်ကြောင်းသူ့ခွေးတွေကလည်းဒဏ်ရာရထားတဲ့တောဘတ်ကိုအနက်ခံလိုက်ကြတဲ့ကြောင်းတောဘတ်ကိုတွေ့တဲ့အခါ တေချာပေါက်တေစီနိုင်မဲ့ပြစ်ကွင်းကိုရွေးပြီးတစ်ချက်သေးနဲ့အသေးတက်နိုင်ခဲ့တဲ့အကြောင်းတွေရှင်းပြတော့တာပဲသူကအန်ရည်မဖြစ်အောင်တတိထားတတ်တယ်ဒံယာရနေတဲ့တရိတ်ဆန်းဆိုတာကပူပြီးအန်ရည်များချောင်းကျုပ်တို့ကိုတင်ပေးခဲ့ပါတယ်ဒီလိုနီးနဲ့ဥပေါ်ဦးကကျုပ်တို့ကိုနည်းနည်းချင်းတင်ပေးသွားတာကျုပ်တို့ကလည်းသူစီကနည်းနည်းချင်းရတဲ့တောလိုက်ပညာတွေနဲ့ပဲတတိကြီးစွာထားတတ်တဲ့ မုတ်ဆိုးတွေဖြစ်လာခဲ့တော့တာပေါ့ အားကစားနဲ့ပတ်သက်လို့ကတော့ကျုပ်ကလက်ဝေးထိုးတာဝါသနာပါတယ်။မင်းမျိုးမှရှိတဲ့တဲ့ရင်တွေကစစ်သားတွေနဲ့ထိုးတယ်။ရန်ကုန်စင်းပြီးအရက်သားတွေနဲ့လည်းနှစ်ပွဲလောက်သွားထိုးဘူးပါရဲ့။ချန်ပီယံဟောင်းကြီးတယောက်ကကျုပ်ကိုအင်္ဂလန်သွားပြီးထိုးစေချင်တယ်တဲ့။သူကကျုပ်မန်နေဂျာဖြစ်လိုက်ပေးမယ်ပေါ့။ပြည်သူရှာကလက်ဝေးသမားတွေနဲ့သွားထိုးကြရင်ငွေလဲကောင်းကောင်းရမယ်လို့သူကဆိုပါတယ်။ကျုပ်ကသူပြောတာကိုလက်ခံခြင်းသား။အမေကသဘောမတူဘူးလေ။ အမေကမုတ်ဆိုးမှဖြစ်ပေမဲ့မိသားစုကိုရှာဖွေကြွေးနေတဲ့သူအမေကအိမ်တော်နှစ်ဆက်ကြခဲ့တာဆိုတော့ကျုပ်တို့မိသားစုကကြီးတယ်လေကျုပ်မကအမနှစ်ယောက်အကိုတစ်ယောက်ရှိတယ်အမေတူဖအေခွဲညီကိုနှစ်ယောက်လည်းရှိသေးတယ်အဲ့ဒီအကိုနှစ်ယောက်ထဲမှာတစ်ယောက်ကကျောင်းအုပ်ဖြစ်နေပြီးနောက်တစ်ယောက်ကအင်ဂျင်နီယာပါ သူကတော့ရန်ကုန်နဲ့ဟောင်ကောင်ပြေးနေတဲ့သင်္ဘောပေါ်မှာအလုပ်လုပ်ပါတယ်တခြားစိတ်ကန်းတွေလည်းကတ်တယ်ပေါ့အဲ့ဒီအင်ဂျင်နီယာအကိုအိမ်ပြန်လာရင် သူ့အတွေ့အကြုံတွေပြောပြလေးရှိတာဆိုတော့ကျုပ်ကတိတ်သဘောကျတာပဲသူပြောတဲ့အထဲမှာစိတ်ကန်းတွေချောင်းပင်လယ်တွေချောင်းပါတာကိုအားလုံးထဲမှာပျော်စရာအကောင်းဆုံးကတော့ခရစ်စမတ်ကာလဖြစ်တဲ့အတွက်မိသားစုတွေတစ်နှစ်တစ်ခါစုံစုံညီညီတွေ့ကြရတာပါပဲလက်ဝေနဲ့ပတ်သက်လို့ကတော့အမေကသူ့သားအိမ်ပြန်လာချိန်မှာ သူများထိုးလိုက်တဲ့ဒဏ်ကြောင့်မျက်နာမှာအညိုမဲတွေဖြစ်လာမှကိုမမြင်ရင်ဆုံးပါပဲ။ အင်္ဂလန်သွားပြီးလက်ဝဲထိုးကျင်တယ်ပြောတော့အမေကသဘောမတူဘူး။ဒါကြောင့်ကျုပ်မသွားပြစ်တော့ပါဘူး။ဒါပေမဲ့ကျုပ်ကတော့လက်ဝဲဆက်ထိုးနေတာပဲဆိုတော့အမေကလည်းကျုပ်ရည်ရွယ်ချက်ကိုရိပ်မိပါတယ်။ဒါပေမဲ့ကြာလာတော့လက်ဝဲလောကမှာကျေးစားလက်ဝဲသမားတယောက်ဖြည့်ရေးကိစ္စကကျုပ်ရင်ထဲမှာတဖြည်းဖြည်းနဲ့မှီးမိန်ပြောက်ွယ်လာပါတော့တယ်။တောထဲမှာအမဲလိုက်နေရတာကိုပျော်နေတဲ့အတွက် လဝေလောကကိုစွန့်ခွာလာမိခြင်းပဲဖြစ်မယ်ထင်ပါရဲ့ကျုပ်အချိန်စရီလွဲကုန်ပါပြီတခါတခါငှက်ဖျားကပြန်ထတဲ့သေးတာဆိုတော့ကျုပ်ကိုကျုပ်ကြန့်ခိုင်းအောင်လေ့ကျင့်ရတော့ပြန်လုပ်ရတာပေါ့ဒါမှလည်းခွန်အားရှိမယ်အမောခံနိုင်မယ်လीဒီပုံနဲ့ကတော့ကမ္ဘာချန်ပီယံမဆိုထားနဲ့ဗမာချန်ပီယံအောင်ဖြစ်လာနိုင်စရာမရှိပါဘူးအောင်မြင်မှုကရတဲ့တဲ့လောက်တော့ရပါရဲ့ ဒါပေမဲ့နောက်ဆုံးမှာတော့ကျုပ်လက်ဝေးကိုစွန့်လွတ်လိုက်ပါတော့တယ်။ကျုပ်အိမ်ကြီးချင်းကလေးတွေကလည်းအရဲလေးတွေရောက်လာကြတော့တက်သေးဝင်းကြီးညတယ်။စစ်သားတွေကတူညီဝတ်စုံတွေနဲ့ခြိတက်ကြရင်တိတ်ကြည့်လို့ကောင်းတာကိုစစ်သားတွေထဲမှာတော့လူမျိုးစုံရှိတယ်။ဗြိတိရှ်အိန္ဒိယဂေါရခာအစုံပေါ့လေ။သူတို့ကမြမပြည်ကြီးကို ထိခိုက်စော်ကားလာမဲ့ရန်ကကင်းဝေးအောင်စောက်ရှောက်နေကြတာပဲ။ စစ်သားတွေထဲမှာကျုပ်ကတော့ဂေါရခစစ်သားတွေကိုသဘောကျဆုံးပဲတခြားတပ်တွေသားမေမျိုးကနေပြောင်းရင်ပြောင်းသွားမယ်ဂေါရခတပ်တွေကတော့ဘတော်မှမပြောင်းဘူးမေမျိုးမှားပဲရှိတယ်သူတို့ယူနီဖောင်းတွေကအယောင်ဆုံးတယ်လို့လက်နက်တွေကလည်းပြောင်းလက်တောက်ပနေတယ်သူတို့တီးဝိုင်းကလည်းလေမှုတ်ကရိယာသုံးနာရီပါတယ်သူတို့ဘင်ခရအဖွဲ့တီးတံတွေကမေမျိုးရဲ့တောင်နေရံတွေကို ထိမှန်ပြန်ဝဲလာတာကအင်မတန်တာယာပါတယ် တို့တီးခတ်ကြပုံကိုကျုပ်ကတော့တိတ်သဘောကြပါတယ်။မင်းမျိုးမှာဘီရင်ကန်ရုံးဆိုင်တာကတနှစ်မှာ6လဆိုတော့တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိမှာပဲလို့ယူဆကြလိမ့်မယ်။မဟုတ်ဘူးဗျ။မင်းမျိုးမှာလည်းဓမြရိပါရိရှိတာပဲ။ဒီဓမြရိတောပုံတွေက မကြခဏဆိုသလိုခီးသွားတွေကိုတိုက်ခိုက်ကြတာပဲ။တို့ကတောတွေထဲမှာပုံနေကြတာဆိုတော့ကျုပ်တို့တောထဲဝင်ရင်သတိထားရတယ်။တို့ကလည်းသူလိုကိုလိုလူတွေပါပဲ။ ါပေမဲ့တနတ်နယ်ပြစ်ဖို့တိတ်ဝင်မလေးကြတဲ့သူတွေလေအစိုးရကသူတို့ကိုဖမ်းဖို့ပလိတ်တွေကိုရောစစ်တပ်ကိုပါတာဝန်ပေးထားတာဆိုတော့လွတ်အောင်ပုံညာရင်တနတ်ကိုလည်းသုံးဖို့ဝင်မလေးကြဘူးပေါ့အစိုးရဘတ်တော်သားတွေကလည်းသူတို့ကိုဖမ်းပြီးတရားရုံးတင် ထောင်ချစတဲ့ဇက်မျိုးကြီးတွေလုံနေရတာတဲ့တွေ့တဲ့နေရာမှာရှင်းလိုက်တာကအလုရှုပ်တက်တာတယ်လို့ယူဆကြတယ်ဒီတော့တယောက်နဲ့တယောက်ညံညင်းပြိုင်နေကြတာပေါ့ တို့ကလည်းမေမြို့မြို့ပေါ်တက်ချင်းတက်တဲ့ခါတက်လာတာပဲဘသူကတိမှလဲလीကျုပ်သက်22နှစ်လောက်ကတော့ရှမ်းပြည်နယ်မှာအချိန်တော်တော်ကြာကြာကလေးကအခြေချနေဘူးခဲ့တဲ့တောသားကြီးတယောက်နဲ့တောပြစ်ထွက်လာခဲ့တယ်တညမှာတော့ကျုပ်တို့ကကြားတကောင်အတွက်ထောင်ချောက်ဆင်းပြီးတစ်ပင်မော်ကစောင့်နေကြပေမဲ့ကြားကတော့ပေါ်မလာပါဘူးမနက်ပိုင်းကျတော့မိုးရွာလာတာနဲ့တစ်ပင်မော်ကဆင်းညာပြီး ရွာနေရာကြားကတောင်စုံကလေးတစ်ခုမှာကျုပ်တို့စောက်ထားကြတဲ့တဲကလေးစီပြေးကြရတယ်။ကျုပ်ကတဲရဲ့ကျမ်းမြေမှာလှဲနေတော့သူက ပြောင်းမှုတွေဖုတ်နေတယ်။အဲ့ဒီအချိန်မှာပဲအတန်တန်သူကြားလိုက်ခံတဲ့ခေါင်းထောင်လာတာမြင်လိုက်ရပါတယ်။သူရုတ်တရက်ထရက်လိုက်ပြီးတဲပဝါကနေမျှော်ကြည့်တယ်။ချက်ချင်းပဲကျုပ်ဘက်ပြန်လှဲ့လာပြီးတစုံတစ်ယောက်ကသူ့ကိုတွေ့သွားပြီးဆိုတဲ့သဘောနဲ့မလုံမရှက်ကြီးရက်ပြီးလေတံနဲ့လှမ်းပြောတယ် မင်းအဲ့ဒီနေရာမှာပဲငင်းငင်းကလေးလှဲနေမလှုပ်နဲ့ဒီတဲ့ဘာမှပိုပြောလို့မရတော့ဘူးလူတွေငါတို့စီလာနေကြတယ်သူပြောတဲ့အတိုင်းပဲကျုပ်ကငင်းငင်းကလေးပဲမှောက်နေလိုက်တယ်ခင်းထားတဲ့ဝကြမ်းတွေကြားကနေအตาချောင်းကြည့်ပြအောင်တော့ကြည့်လိုက်ပါသေးတယ်တစ်ပင်ကလေးတွေကြားကနေလူတယောက်ရိုင်ဖယ်တနက်တလက်နဲ့ကျုပ်တို့တဲဘက်ကိုလာနေတယ်ပုံးနှပုံးကိုကျိုးနဲ့ချီပြီးပခုံးမော်ချိတ်ထားသေးတယ် ကျုပ်တိလိုက်ပါပြီကျုပ်တင်မဟုတ်ဘူးဗမာပြည်ဒီဒေသမှာနေတဲ့သူတိုင်းသူ့ပုံထဲမှာဘာပါတယ်လဲဆိုတာသိကြပါတယ်တခြားမဟုတ်ပါဘူးဘိန်းတဲလာတာပါသူ့နောက်မှာလဲလူလူစုကသူ့လိုပဲပခုံးတွေထမ်းပြီးရိုင်ဖယ်တနက်ကိုစီနဲ့ပါလာကြတယ်အားလုံးပေါင်းလူ20လောက်ရှိမယ်ထင်ပါရဲ့သိမကြပါဘူးသူတို့ရှိုးတစ်ခုတည်းကိုဆင်းသွားကြတာမို့ကျုပ်တို့မြင်ကွင်းကနေပျောက်သွားကြပါတယ် အဖိုးကြီးကတဲပေါဝါကနေပြန်လှည့်လိုက်ပြီးဂိုင်းမင်းထားလို့ရပြီသူတို့ကငါ့ကိုသိတယ်သူတို့ကိုဒုက္ခပေးမဲ့သူမဟုတ်ဘူးဆိုတာကိုပေါ့ဒါပေမဲ့မင်းကတစိမ့်ဆိုတော့သူတို့မြင်သွားရင် ပလိလာဘာလာ ထင်သွားနိုင်တယ်အဲ့ဒီလိုထင်သွားရင် မင်းကိုရှေ့ရှေ့ဝေးဝေးမေးနေမှာမဟုတ်ဘူးတခါလေပြစ်တက်လိုက်ကြမှာတဲ့ဒီလူတွေကဘိန်းတွေကိုဗမာပြည်ကဘိန်းလမ်းမလို့ခေါ်တဲ့နေရာကနေတဆင့်တရုတ်ပြည်တို့ရိုးရီးယားတို့ကို ပို့ကြမှာပါ ဒါမှမဟုတ်ရင်လဲရှမ်းပြည်နယ်အတွင်းကဘိန်းချက်မဲ့တနည်းအားရာကိုပို့ကြမှာပေါ့ဒီမှာကအမြဲတမ်းယာတီဥရုကအေးမြနေပြီး နှင်းတွေကြတယ်လို့မြူတွေကလည်းစိုက်နေတာကိုဗမာပြည်မှာကဘိန်းကိုတရားဝင်လုတ်ကိုင်းနိုင်တယ်ဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့လောက်သာလိုင်စင်နဲ့လုတ်ခွင့်ရထားတာပါဒီတော့လိုင်စင်မရနိုင်သူတွေကခိုးလုတ်ကြတာပေါ့ငွေကလည်းမက်လောက်အောင်ရတာဆိုတော့ တရားမဝင်ဘိမ့်တယ်တဲ့သူတွေများလာတာပေါ့တော်လန်တွေကိုဖျက်ပြီးမန္တလေးကသူတို့ဖောက်တယ်တွေစီ ပို့တဲ့သူကပို့တယ်တချို့ကလည်းရန်ကုန်ထိပေါ့ငွေများများစားစားရကြတာဆိုတော့မြို့ကြီးတွေမှာတတိတွေလိုနေနိုင်ကြပါတယ်နောက်တစ်ချိန်ကတော့မိတ်ဆွေနှစ်ယောက်နဲ့တူအေယာမတော်ဝက်ကြီးပြစ်ဖို့ကြိုးစားကြတဲ့အချိန်ပေါ့တော်ဝက်ကတောင်းကြတဲ့စင်းပြေတာကိုလိုက်ကြရင်ကျုပ်တို့မျက်စိလဲရော အနီးပတ်ဝန်းကျင်မှာပြန်တက်ဖို့လမ်းရှာရတော့တာပေါ့လိုက်ရင်လိုက်ရင်နဲ့တောဝဲရဲ့ခြေရာတွေကတော်တော်ကျဲလာတယ်သဘောကတော့ဒီကောင်တစ်ခုခုကိုကြောက်ပြီးတုတ်ချေတင်ပြေးနေပြီပေါ့တစုံတစ်ခုဒါမှမဟုတ်တစုံတစ်ယောက်ကိုဒီကောင်ကြောက်ပြီးပြေးနေတဲ့ပုံပေါ့တယ်ဒီကောင်ကြီးနောက်လိုက်လို့အပူပဲဒီကောင်ကြီးကကြုတ်တို့နဲ့မိုင်းအများကြီးကွာတဲ့နေရာရောက်နေလောက်ပါပြီကျုပ်တို့တောင်ကုန်းတစ်ခုပေါ်တက်လိုက်ကြပြီး ပတ်ဝန်းကျင်ကိုလေ့လာကြည့်မယ်ပေါ့အဲ့ဒီအချိန်ကျုပ်နှာခေါင်းထဲမှာအနံ့တစ်ခုရလိုက်တယ်စိမ့်ရွှေရွှေအနံ့ပဲအနံ့ကပြင်းထက်ပြင်းလာတယ်ဟာဘိန်းနံ့မလားကျုပ်ကအလန်တကြားပြောလိုက်တဲ့အချိန်တခြားတစ်ယောက်ကလည်းဟုတ်တယ်ဘိန်းနံ့မယ်လို့ဆိုတယ်ကျုပ်တို့သတိကြီးစွာဆက်လျှောက်ခဲ့ကြတယ်ရှေ့ဆက်လေးဘိန်းနံ့ကပြင်းလာလေပါပဲမွေများလို့တွန့်လင်းကောက်ကွေးနေတဲ့တော်လန်တိုင်းသွားလိုက်ကြပြီး ဂိုက်300လောက်အရောက်မှာတော့ခက်လန်းလန်းမှာစောင်းတွေကထားတဲ့တနေရာကိုလှမ်းမြင်ရတယ်။စောင်းတွေရဲ့အပြင်ဘက်မှာတော့လူတစ်ယောက်ရှိနေပြီးသူ့ပေါင်ပေါ်မှာတင်ထားတဲ့ rifle တနက်ပြောင်းဝါကကျုပ်တို့ဘက်လှည့်ထားတယ်။ကျုပ် rifle ကလည်းပခုံးမှာရှိနေပြီး သူ့ဘက်ကိုချိန်ထားပြီးသားပါ။လက်ညိုးတစ်ချက်ကွေးလိုက်ုံနဲ့ကျုပ်တို့နှစ်ယောက်ထဲကတယောက်တော့မှန်မှအသေးချားပဲ။အခြေအနေကတကယ့်ကိုဂျင်းနေချက်သေးပဲ။ ဒါပေမဲ့ကျုပ်ကဘာမှဂီယုမပြုတ်တဲ့ဟန်နဲ့ဆက်လျှောက်နေလိုက်တယ်။သူ့မြင်ကွင်းကိုကြော်လာတဲ့အထိကျုပ်ကလည်းသူ့ကိုလှဲ့တောင်းမကြည့်ပါဘူး။သူ့စိတ်ထဲမှာတော့ကျုပ်တို့ကိုပလိတ်တွေလို့ထင်ရင်ထင်မှာပေါ့။သူကတန်တရားဖြစ်ပြီးဆိုတာနဲ့ကျုပ်တို့သုံးယောက်ကိုပစ်ချလိုက်နိုင်တယ်။ကျုပ်ကြောပြင်တစ်ခုလုံးချွေးတွေရွှဲနစ်နေတာ။သူ့မြင်ကွင်းကလွတ်တော်မှာပဲတပြင်းချနိုင်မှာတော့တယ်။ ကျန်တဲ့သူဂိုင်းသားတွေကတော့ဆောင်းတွေရဲ့တစ်ဖက်မှာရှိကြမှာပေါ့ဘိန်းကုံကူးတဲ့သူတွေကသူတို့စကန်းချတဲ့နေရာတွေမှာ ပြောင်းကိုစီနဲ့ဘိန်းရှူကြပြီးအပန်းဖြေကြပါတယ်ကျုပ်တို့ကအမှတ်မထင်ခလုတ်တိုက်မိတာပေါ့သူတို့ဘိန်းရှူနေတဲ့နေရာတစ်ဝိုက်မှာတော့စိမ့်ရွှေရွှေဘိန်းနံတွေရနေပါတယ်အဆောင်တောင်ဝင်ကြတဲ့ကောင်ကသူတို့ဘာလုပ်နေလဲဆိုတာကျုပ်တို့တီချောင်းရိတ်မိပါတယ်ဒါပေမဲ့ကျုပ်ကမသိခြင်းအောင်ဆောင်းထွက်လာတော့ သူကလည်းအန္ရယ်မပေးတော့ဘူးပေါ့သူ့ဆုံးဖြတ်ချက်မှန်နေပေါ့ဗမာပြည်ကတောရီထဲမှာအဲ့ဒီလို သူစည်းကိုစည်းနဲ့နေတတ်ကြတာတွေရှိပါတယ်ဘိန်ကုံကူရာမကြိုက်ပေမဲ့သူတို့ကိုမနှောက်ယှက်ရင်သူတို့ကလည်းကိုယ့်ကိုဒုက္ခမပေးပါဘူးဒါကအမေရိကန်မဟုတ်ဘူးလေသူ့လို့သူ့လို့ကို့လို့ကို့လို့ပဲဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျုပ်ကရွာထဲကဘိန်ကုံကူးတဲ့သူတွေကို ဘလို့လဲဘာလဲတခါမှမမေးဘူးဗမာပြည်မှာက ကိုဇာရိတ်တာကို ကိုထိမ့်မယ်ဘသူကားမှလာပြီးထိမ့်ပေးစရာလည်းမလိုဘူးဘိန်ကုံကူးတဲ့သူတွေကို ကြည့်မယ်ဆိုရင်လဲသူလိုကိုလို လူတွေပါပဲတောထဲမှာနေတဲ့ရောဘင်ဟုကပလိတ်တွေနဲ့ညံရီပြိုင်တယ်လို့ပေါ့ဘိန်ကုံကူးတော့ရောဘာဖြစ်တယ်လဲဟိုးရှိရှိတော့ငါတွေကကျုပ်တို့ဗမာတွေဘိန်းရှူခဲ့ကြတာပဲ ဗမာပြည်မှာဘိန်းကုံကူးလို့အကောင်းဆုံးနေရာလို့ကြုတ်ထင်တာကတော့မန္တလေးပဲရှမ်းကုန်းပြည်မြင့်ကဆင်းလိုက်ရင် မန္တလေးမှာကဆက်သွယ်ရေးလမ်းခရီးအဆုံရှိတယ်ကားရထားတို့နဲ့သာမကအေရဝတီမြစ်ထဲကနေရေချောင်းနဲ့သွားချင်ရင်လည်းရသေးတယ်မန္တလေးဆိုတာကဗမာပြည်တွေနန်းဆိုင်ခဲ့တဲ့မြို့ကဘာကျော်ကဗျာဆရာကစ်ပလင်ကမန္တလေးမြို့ရဲ့အလှပကို သူ့ကဗျာနဲ့ရေးဖွဲ့ခဲ့ဘူးတယ်ကျုပ်အနေနဲ့ပြောရရင်တော့ နည်းနည်းလေးမှကို မကြိုက်တဲ့နေရာပါမြို့ကမြစ်ကမ်းတစ်ဘေးမြေနေပိုင်းမှာရှိပြီးတောရီတောင်တွေက ပတ်လဲဝိုင်းနေတယ်ဥရောပတိုက်သားအရာရှိတွေများ မန္တလေးမှာတာဝန်ကျပြီးဆိုရင်မြန်မြန်ထွက်ပြေးကြညတော့တာပဲမန္တလေးမှာအစင်တစိုက်နေကြတဲ့သူတွေကဗမာရီများတယ်အိမ်တွေကဝါးနဲ့စောက်ထားတဲ့အိမ်တွေဖြစ်ပြီးတောထဲမှာခဏတစ်ဖြုတ်နေဖို့သာစောက်တဲ့ဟာမျိုးတွေပါလူနေအိမ်ဖြစ်နေဖို့မသင့်တော်ပါဘူး အမှုပညာရှင်တွေတမိုင်းသူတေသူတွေကတော့ဖျားပထိုး2000ကျော်ရှိတဲ့မန္တလေးကိုနှစ်သက်ကြပါတယ်ကျုပ်ကတော့အမှုပညာရှင်လည်းမဟုတ်တမိုင်းသူတွေသည်လည်းမဟုတ်တော့သူတို့နဲ့အမြင်ချင်းမတူဘူးပေါ့စနေနေ့တိုင်းကျုပ်ကမန္တလေးကို စပိန်နဲ့ဆင်းပါတယ်52မိုင်သာဝေးပြီးတောင်စင်းလန်းကွိကွိကောက်ကောက်တွေကို စီးရတာအရသာရှိပါတယ်လမ်းတွေကလည်းမဆိုးပါဘူးတက္ကစီကားတွေကတော့ဒီခီးကိုတနာယီခွဲမောင်းရပါတယ် ကျုပ်ကမန္တလေးကနေ မေမျိုးပြန်တက်လာပြီးရင်တော့ဘောလုံးကစားနိုင်ပါသေးတယ်။ဒါကတော့စနေနေ့တိုင်းကျုပ်မပြတ်မကွက်ကစားတဲ့အားကစားပဲ။စပိန်နယ်တောင်မေမျိုးမန္တလေးအစင်းတက်လုတ်ခဲ့တဲ့ကောင်းဆိုတော့ကားမောင်းတဲ့အချိန်မှာဒီခီးကစာမဖွဲ့တော့ပါဘူး။အဲ့ဒီလို မေမျိုးမန္တလေးတက်ချီစင်းကြီးလုတ်နေတဲ့အချိန်ကျုပ်လန်းခီးမှာဗမာပြည်ရဲ့ကြောင်ကြီးတွေလို့ပြောရမယ်။ကြားတွေကြက်တစ်တွေနဲ့ကြုံမှုတာပေါ့။ တို့ကစပိန်ရှိကနေ ဖြတ်သွားနေကြတာပဲတို့ကိုတွေ့လိုက်ပြီးဆိုရင် ကျုပ်ကလည်းတုံငနေရက်တက်အောင်လေ့ကျင့်ထားပြီးသားပါမျက်နှာချင်းဆိုင်ပပင်းတိုးလို့ကတော့ကျုပ်ကန်းကျမမတွေးဝင်စရာပေါ့ကားမောင်းနာနဲ့ပတ်သက်လို့ကတော့ပြောစရာရှိပါတယ်တခါတော့မေမျိုးက လူတချို့ကိုရန်ကုန်ထွက်မဲ့ရထားမီမန္တလေးပို့ဖို့ဖြစ်လာတယ်လမ်းတဝက်လိုသတ်မှတ်ထားကြတဲ့20မိုင်ရောက်တော့ကားရေတိုင်ကြီးကအဖူချိန်တက်ပါလေရော အဲ့ဒီညကလတာတဲ့ညလဲဖြစ်နေတယ်။မြေပြင်လဲဖြစ်နေတော့ကျုပ်ကရေလဲထဲ့မယ်။ရက်မယ်ပေါ့။အဲ့ဒီချိန်ကာမီယာအောင်မဝင်းဝင်းတောက်နေတဲ့မျက်လုံးကြီးနှလုံးရေကန်သားမှာမြင်လိုက်ရတယ်။ကားရှိမီယာအောင်မအဲ့ဒီမီလုံးကြီးတွေက ကြီးတဲ့ကြီးလာသလိုမြင်လိုက်ရတယ်။ကျုပ်သဘောပေါက်လိုက်ပြီ။ကြားကြီးတကောင်က ရေကန်နဲ့ဆင်းပြီးရေတောက်နေတာကိုကျုပ်တို့ကအတော်နီးလာတော့မှသူလဲရေကန်ထဲကနေဝုန်းကနေထပြီး တော်ရဲဝင်ပြေးတော့တာပဲရန်ကုန်လဲဓာမျိုးဖြစ်တတ်တာပါပဲကျုပ်ចောင်းပိတ်ရက်တွေမှာအမေကရန်ကုန်ကိုခေါ်ခေါ်သွားတတ်တော့ရန်ကုန်ကိုအတော်လေးသိနေပါပြီ အမေကရန်ကုန်ကိုသဘောကျတယ်တเจ้าကရန်ကုန်မှာအမျိုးတွေရှိတယ်ဒီတော့ရန်ကုန်ရောက်ပြီဆိုရင် အမျိုးတွေတအိမ်ပြီးတအိမ်အတက်အစင်းလှုပ်ပြီးตาရေးနာရေးစတဲ့သူ့အမျိုးတွေနဲ့ပတ်သက်ပြီးတည်တင်တိထိုက်တာတွေနားထောင်တော့တာပဲ။ နောက်တစ်ချက်ကတော့ရန်ကုန်ရောက်ရင်ဝယ်ရချမ်းရတာကို အမေကသဘောကျတယ်။ဈေးထဲမှာဟိုငေးဒီငေးသူ့ဝယ်နိုင်တာဝယ်ပေါ့။လူတွေစီကားလာတဲ့ရန်ကုန်ရဲ့ဈေးဟာကျုပ်တို့မျက်စိပသာရရှိပါတယ်။ရန်ကုန်မှာကလူတွေများသလောက်အရိပ်ခိုးစရာတစ်ပင်မရှိပါဘူး။ချွင်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဗမာလူမျိုးတို့ရဲ့နှစ်သက်ကူပွဲဖြစ်တဲ့တကြံ၃ရက်ပဲ။အင်မတန်ပူပြင်းတဲ့ယာတီမှာတယောက်ကိုတယောက်ရေပတ်ကြတယ် မန်တက်တွေမှာစားစရာတွေကျွေးကြတယ်။တယောက်ကိုတယောက်နီးမျိုးစုံနဲ့ရေပတ်ကြတယ်။ပျော်စရာကောင်းပါလေ။ဒါပေမဲ့ရန်ကုန်နဲ့ပတ်သက်လို့ကြုတ်ပြောနိုင်တာကဒီလောက်ပါပဲ။နောက်တော့ကျွန်တော်လက်ဝေထိုးတဲ့အချိန်ကျတော့ရန်ကုန်ကို ရောက်ပြန်တယ်။ဖိလစ်ပိုင်နိုင်ငံသားတယောက်ကိုအနိုင်ထိုးနိုင်လို့သူရဲကောင်းတယောက်ဖြစ်ခဲ့ပါရဲ့။ဒီကောင်ကဗမာလက်ဝေကျော်ရီပြည်တိရှတပ်သားတွေရေတက်ကလက်ဝေသမားတွေကို နိုင်ထားတဲ့ကောင်ကိုကျုပ်ကပွဲပြီးပြီးချင်းရန်ကုန်ကပြန်လာပါပဲ။ ကျုပ်ပြောတဲ့တော့ကခေါနေပြီကို ထမကဘာစစ်မတိုင်မီနှစ်အနည်းငယ်လောက်တုန်းကရန်ကုန်မြို့ရဲကျောင်းဝင်လာပြီးရွှေတကုံဇေဒီပေါ်တက်ခဲ့တဲ့ဒီဇေဒီကအင်မတန်လက်ရမြောက်ပြီးရန်ကုန်မြို့ရဲ့အလှဆုံးနေရာလို့ပြောလို့ရပါတယ်မဟုတ်ပါတခုနားမှာကြားကရှိနေတော့ဒီကောင်ဘာလုပ်နေတာလဲသူ့ကိုဘလို့ရှင်းညရမလဲတိုင်ပင်ညတာပေါ့ပြည်သူတွေကတော့တနတ်နဲ့ပြတ်သက်ခြင်းတယ်ဒါပေမဲ့ဗမာတွေကဒီကြားကဖျားလာဖူတာမပြည့်ရဘူးပြည့်ရင်ငရေလာလိမ့်မယ်လို့ကန့်ကွက်ကြတဲ့ တို့အမြင်မှာတော့ကြားကိုဝိညာဉ်တစ်ခုခုက စီးဝင်ထားတယ်လို့မြင်ကြတယ်။အဲ့ဒီဝိညာဉ်ကရွှေတဂုံဖျားဖူးကျင်လို့သာရောက်လာတယ်ပေါ့။ဒါမျိုးတွေကဗုဒ္ဓဘာသာဝင်တွေမှာအယူရှိတယ်လေ။ဒီတော့တို့ကကြားဟာသူ့လိုလိုပြန်သွားလိမ့်မယ်လို့ယူဆကြတယ်။ဒါပေမဲ့ကြားကလည်းမစင်းဘူး။အရှင်လက်လက်ဖမ်းဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူး။ရက်ကကြားလာပြီ။ဒီတဲ့ကြားရင် အန္တရာယ်ရှိလာမယ်လို့အာနာပိုင်တွေကသုံးသက်ကြတယ်။ ဒီတော့ကြားကိုအသေးပစ်ဖမ်းမယ်လို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီနေ့ခေတ်မှာဒီလောက်ထိတော့မဖြစ်နိုင်တော့ပါဘူး။ဟိုတုန်းကဗမာပြည်ကြောင်းစဉ်းစားမိတော့ကျုပ်ငယ်ဘွားကနေဒီရွယ်ရောက်လာတဲ့ချိန်ထိဗမာပြည်ကဘလောက်များပြောင်းလဲသွားခဲ့ပြီလဲ။အဲ့ဒီကာလာတုန်းကတော့ဗမာပြည်ဟာအိန္ဒိယရဲ့အုပ်ချုပ်မှုအောက်မှာသာရှိသေးတာကိုတုံးတဲ့ငွေကြီးကစ1928ခုနှစ်တီးခြားခွဲမထက်မီအချိန်ထိအိန္ဒိယ တဆမ်းပဲတုံးငယ်ကြရတာပါဒီတော့နိုင်ငံတစ်ခုကအနီးကဆက်ဆံရေးရှိတဲ့ပြင်အိန္ဒိယနိုင်ငံသားအတော်များများကလည်းဗမာပြည်မှာလာနေကြတာဆိုတော့လွတ်လပ်ရေးအတွက်မဟာဒမဂန္ဒီရဲ့ကြိုးပမ်းမှုတွေကိုတွေ့မြင်ကြားသိနေရတယ်ဗမာပြည်မှာလာနေတဲ့အိန္ဒိယနိုင်ငံသားကအတော်များပြီးတရုတ်နည်းနည်းရှိတယ်ဗမာတိုင်းရင်းသားတွေကတော့ဘယ်နိုင်ငံသားကိုမှသဘောမကျပါဘူးဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတွေကနေရာကောင်းကောင်းရတယ်စီးပွားရေးမှာလည်းအောင်မြင်ကြတော့ဗမာပြည်ရဲ့စီးပွားရေးအင်အားအများစုကသူတို့လက်ထဲရောက်နေတယ်အိန္ဒိယနိုင်ငံသားတွေကတော့ပြောစမှတ်တွင်လောက်အောင်ကိုများခဲ့ပါတယ်ဒါနဲ့ပတ်သက်လို့ဥရောပ တိုက်သားတွေကဘလို့မှခံစားမှုမရှိပါဘူးကျုပ်တို့အိမ်မှာဆိုရင်လည်းဗမာတွေတဲ့အိန္ဒိယအိမ်မော်တွေကများတာပဲကျုပ်မိဘတွေအထူးသဖြင့်ကျုပ်အဖေပေါ့သူကဘာသာရေးကန်ဆိုင်သူဆိုတော့ စကားခက်ကြံကြံပြောတတ်တဲ့ဗမာတွေကိုမကြိုက်တာကြောင့်အိန္ဒိယအိမ်မော်တွေကိုပဲနှားပါတယ်။ကျုပ်တို့အိမ်မှာအလုသမားအများစုကဘင်္ဂလားကလာကြတာပါ။အဲ့ဒီမှာကဟိန္ဒူတွေကပိုများတယ်။တော်တော်များများကမက်ဒရက်ဆိုတဲ့အိန္ဒိယတောင်ပိုင်းကဖြစ်တာကြောင့်သူတို့ကဝိညာဉ်ကိုကိုးကွယ်ကြပါတယ်။သူတို့အုပ်စုနှစ်ခုရဲ့ဌာနချက်ကတော့မက်ဒရက်ကလာတဲ့သူတွေကနွားကိုအထွတ်အမြတ်ထားတာကြောင့်အမဲသားမစားကြပါဘူး။ဘင်္ဂလီတွေကတော့စားပါတယ်။ ဘလို့ပဲဖြစ်ဖြစ်သူတို့ကကျုပ်တို့သူတို့ဘာသာစကားပြောတတ်အောင် သင်ပေးကြပါတယ်။ဒါကြောင့်လဲနောက်အာတမမုံဆိုးဖြစ်လာတော့အများကြီးအထောက်ကူရပါတယ်။ကျုပ်နေတဲ့ဗမာပြည်မှာခင်မီအသုံးဆောင်ပစ္စည်းတွေမရှိတဲ့နေရာဆိုပေမဲ့နေလို့ကောင်းတဲ့ဒေသတစ်ခုပါ။အရိတ်ကိုစရာနေရာဆိုတာအလွယ်တကူရှာလို့ရနိုင်တယ်လို့စောက်ဖို့လဲလွဲပါတယ်။အစားအသောက်အင်မတန်ပေါတဲ့တောတွေရှိပါတယ်။အသီးနှံစားမလား၊တစ်ဥတစ်ဖူစားမလား တောထဲမှာကြိုက်တာကိုအလွယ်တကူစားနိုင်တယ်။စံနဲ့အသားနဲ့နဲ့ပြုတ်စားရင်လည်းရတာပဲ။ခြောက်နှိုင်းမှာငားရှိတယ်။ရေတက်တဲ့အခါမျိုး မိုးတွင်းလိုအချိန်မျိုးမှာအလွယ်တကူဖမ်းစားလို့ရတယ်။တခါတလေဆိုကန်ထဲကရေတွေပြန်ကျသွားတဲ့အခါရေခမ်းသွားတဲ့အခါမျိုးတွေမှာငားတွေကိုအလွယ်တကူဖမ်းလို့ရတယ်။ကျုပ်တို့ကငားတွေကိုခွဲစားသိပ်ပြီးနေလန်းကြတယ်။အင်မတန်အရသာရှိတဲ့ငချောက်တို့ငပိတို့စားရတာပေါ့။ ကျုပ်ကြောင်းကထွက်တဲ့အချိန်မှာဗမာရီရဲ့ဒလိစရက်တွေကိုတော်တော်နားလည်နေပါပြီ။အလုတ်လုတ်ဖို့လိုအပ်လာပြီမို့ကြောင်းကထွက်လိုက်ရတာပါ။ကျုပ်ကတော့သဘောကျပါတယ်။မိမျိုးမာကတော့အလုတ်ရဖို့ဘာအခွင့်လမ်းမှမရှိနိုင်တာကြောင့်ရန်ကုန်ကိုထွက်လာခဲ့တယ်။ဘာအခွင့်လမ်းများရနိုင်မလဲပေါ့။ တောရရှင်များခင်ဗျာအပိုင်းနှစ်ကိုနားဆင်ကြရတာဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းသုံးကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းတောရရှင်များအားလုံးဘေးပြာဝေးကွာကြပါစေခင်ဗျာ။